စ조사ယူတဲ့အရာတွေသူတစ်ပါးကိုကိုညီနိုင်အောင်조사ရမယ်မြုံလင်းချံမထားနဲ့ငွေကိုအကျိုးရှိအောင်သုံးဆွဲနိုင်အောင်조사ရမယ်ဖြုံးတာသုံးတာလွယ်ကူဝေမဲ့ရှာဖွေရခက်အနာဘက်အတွက်ငွေစုထားနိုင်အောင်조사ရမယ်အသက်ရွယ်အုံမင်းလာတဲ့အခါမှာအလုပ်လုပ်နိုင်မှာမဟုတ်ဘူးဒါကြောင့်လဲနုပြိုစင်ရှာဖွေစုဆောင်ပါလေးနဲ့ပြီးတော့ကောင်းမွန်တဲ့အကြောင်းကိုဆွေးနွေးရမယ်လေးနဲ့တဲ့အတွေ့တွေဆွေးနွေးမှသာကောင်းမွန်တဲ့လှုပ်ဆောင်ချက်တွေထိရောက်အောင်မြင်လာမည်သာဖြစ်ပါတယ်စိတ်ပျော်ရွှင်မှုရတဲ့အလုပ်ကိုရှာဖွေနိုင်အောင်조사ရမ စိတ်ပျော်ရွှင်မှုရှိမှသာအလောက်ကင်တိုးတက်အောင်မြင်လာလိမ့်မယ်။မိမိရဲ့တိုးတက်မှုအတွက်စာဖတ်နိုင်အောင်ကြိုးစားရမယ်။စာပေတွေဖတ်လို့လည်းမပြီးသေးပါဘူး။မှတ်ဖို့လေ့လာဖို့လှုပ်ဆောင်ဖို့လည်းလိုအပ်ပါတယ်။အများကောင်းစားရေးအတွက်လည်းရှေ့ဆောင်လမ်းပြသူဖြစ်ကြိုးစားရမယ်။ကိုယ်တယောက်တည်းအတွက်ကြည်လုံရင်လည်းလူအများနှစ်သက်ခြင်းမရှိကြဘူး။နောက်ပြီးတော့တဘောကောင်းဆန်ရလည်းကြားအဲ့ဒါကြောင့်အများနဲ့အတူတူလက်တွဲလုံနိုင်မှုအတွက်လည်းအများကောင်းစားအောင်လည်းကြည့်လို့ပါမိမိရဲ့အလုပ်ကိုမိမိကိုယ်တိုင်စီစဉ်နိုင်အောင်ကြိုးစားရမယ် မိမိကိုယ်တိုင်စီစဉ်နိုင်လေလေထိအောင်သောအောင်မြင်မှုကိုလည်းပိုင်နိုင်မှုနီးကပ်လေလေပဲအလုပ်တွေကိုပင်ကိုညာအသုံးချနိုင်အောင်ကြိုးစားရမယ်ပင်ကိုညာရဲ့ကောင်းမွန်သူတူဖြစ်ရင်တော့လူတိုင်းအချင်းမြတ်နိုးပြီးတော့လုပ်ငန်းတွေအောင်မြင်ကျော်ကြားလာမှာဖြစ်ပါတယ်သူတစ်ပါးအလုပ်တွေကိုလည်းစီစဉ်လုပ်ကိုင်နိုင်အောင်ကြိုးစားရမယ်သူတစ်ပါးအလုပ်တွေကိုစီစဉ်လုပ်ကိုင်နိုင်ခြင်းဟာကိုယ့်အတွက်အတွေ့အကြုံနဲ့သင်ခန်းစာတွေရရှိတတ်တယ်အားနည်းသူကိုအားရှိအောင်ပြောတတ်နိုင်အောင်ကြိုးစားကိုယ်လည်းဘလောက်ပဲအားငယ်တတ်သူဖြစ်နေပါစေသူတပါအားနေနေတာကိုမြင်ရင်တော့လမ်းညွန်ပြီးတော့အားပေးစကားပြောပေးနိုင်အောင်ကြိုးစားပါ နောက်ထပ်လေချက်လက်တွေရှိနေပါလေအခုချက်လက်အနေငယ်ဟာမိမိမှာရှိရလားရှိရောရှိနေမှာမလားကျွန်တော်စီမှာလည်းဒီချက်တွေအလုံးလည်းမပြည့်စုံပါဘူးသို့တော်လည်းမရှိတာကိုရှိအောင်မဖြစ်နိုင်တာကိုဖြစ်အောင်ကြိုးစားပါလူတဦးရဲ့စိတ်ဓာတ်ဆိုတာပြော့ညံ့နေလို့မဖြစ်ဘူးပြောစကားလည်းချိုတာဖို့လိုအပ်တယ်လို့စိတ်ဓာတ်ကလည်းတန်မဏိလို့မာကျောနေဖို့လိုအပ်တယ်အကယ်၍စိတ်ဓာတ်ပြော့ညံ့နေရင်တော့အောင်မြင်မှုတွေလည်းအနှောင့်အယှက်ဈေးတတ်ပြီးတော့အနှောက်ယှက်လည်းပေးတတ်တယ်ထို့ကြောင့်လည်းပြော့ညံ့နေတဲ့စိတ်ဓာတ်ကိုလန်းဆန်းတန်မှန်လာဖို့အတွက်စာပေတွေကိုဖတ်ရှုနိုင်တယ်တဲ့င်းတွေကိုကြည့်ဘူးသူကဖြစ်စီမဲ့အရာတွေကိုကြည့်ပါ နားထောင်မှာလူတိုင်းနဲ့ဆက်ဆံမှာပေါင်းသင်းမှာကောင်းတဲ့ချက်တွေကိုမှတ်စုအဖြစ်ရေးပါပြန်လည်ဖတ်ရှုပါလေ့ကျင့်မှာတကယ်ဖြစ်ချင်အမှန်တကယ်ဖြစ်အောင်စူးစမ်းလှုပ်ဆောင်ပါကိုကတခုခုညံ့နေလှေကားတက်တယ်လို့ပဲအောက်ထက်ကနေဖြည်းဖြည်းချင်းစတက်ရပါတယ်ဘလောက်ပဲခတ်နေပါစေစိတ်မပြတ်နဲ့ဆက်လက်စူးစမ်းခတ်ပါတယ်ဆိုတဲ့ရာဟာစူးစမ်းမှုများလာတဲ့အခါမှာသူ့အလိုလိုလဲကူသွားပါလိမ့်မယ်